လက်ရှိအစိုးရတပ်တန်းတိကာလာ၅လတာအတွင်းမှာမန္တလေးစီမင်းသားရေးဝန်ကြီးအနေနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့မြို့တော်ဝန်ဦးအောင်မောင်ဟာမဟာအောင်မြေမဲဆန္ဒနယ်မြေကနေပြောင်းစုတက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတိုင်းလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှင်မှန်မှာဖြစ်ပါတယ်။မြို့တော်ဝန်တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွင်းမှာမန္တလေးရဲ့လူမှုဘဝအခြေအနေနဲ့လက်ရှိရွေးကောက်ပွဲအတွက်ဆောင်ရွက်နေမှုအခြေအနေတွေကိုတွေ့ဆုံမေးမြန်းတိဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါရှင်။မင်္ဂလာပါသမီး။ အခုမျိုးတော်အနေနဲ့ဒီမဲဆွဲမှုအခြေအနေပေါ့နော်လက်ရှိအခြေအနေလေးကိုပြပြပေးပါဦးမရှင်အဲကျွန်တော်တို့လက်ရှိကျွန်တော်2015ရွေးကောက်ပွဲမှာဝင်ရောက်ပြီးတော့ရှင်ပြိုင်ဖို့ရာအတွက်ပထမအဆင့်အနေနဲ့ကျွန်တော်တို့မြို့နယ်များမှာရက်ွက်များအတွင်ထီအောင်ရမိရဖာများနဲ့တွေ့ဆုံပြီးတော့ကျွန်တော်တို့မဟာအောင်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်1ကနေပြီးတော့ ဝင်ရောက်စင်ပြိုင်မဲ့အမျိုးသားလွတ်တော်ကိုစလေဒေါက်တာလက်ကျွဲပြည်သူလွတ်တော်ကိုစလေဒေါက်တာလက်ကျော်မန္တလေးတိုင်းဒေသကြီးလွတ်တော်ကိုစလေကျွန်တော်ဦးအောင်မောင်တို့၃ယောက်ကမိဘများနဲ့ရမီရဖာများနဲ့တွေ့ဆုံပါတယ်ကျွန်တော်တို့မဲဆွေတရားဟောတာမဟုတ်ပါဘူးကျွန်တော်တို့ပြည်ခိုင်ပြိုးပါတီဟာ ပြည်သူအခြေပြု လုပ်ငန်းရပ်တွေကို2030ရွေးကောက်ပွဲမှာအစိုးရဖွင့်နိုင်ခဲ့ပြီးမြေတိကိစ္စတွေဆောင်ရွက်ခဲ့တယ်မန္တလေးတိုင်းအတွင်းမှာကြေးရွာပေါင်း4900ကျော်ကို ရေကိစ္စမိကိစ္စလမ်းပန်းဆက်သွယ်ရေးကိစ္စဆက်မှုလက်မှု အသေးစားလုပ်ငန်းများကိစ္စ စိုက်ပျိုးရေးများကိစ္စလူနေမှုဘဝအစဉ်တန်းမြင့်လာအောင်ဆောင်ရွက်ပေးခဲ့တာလေးတွေကိုပေးခဲ့ ပြီးတာတွေကို ကျွန်တော်တို့ဘယ်လိုပြောင်းလဲမှုတွေလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့တင်ပြဆွေးနွေးခဲ့ပါတယ်ထို့နည်းတူစွာပဲကျွန်တော်အနေနဲ့2010ရွေးကောက်ပွဲမှာလူတော်ကစလေအဖြစ်နဲ့မဟာအောင်မြေမဲဆန္ဒနယ်မြေအမှတ်1ကပဲ ရွေးချယ်ခံရပါတယ်။နောက်လွှတ်တော်အတွင်းမှာအစိုးရအဖွဲ့ဖွဲ့စည်းတဲ့အခါမှာကျွန်တော်အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးအနေနဲ့တာဝန်ပေးရခြင်းခံရပါတယ်။မဟာမီမဲဆန္ဒနယ်ကိုရွေးချယ်ရခြင်းအကြောင်းအရာလေးကိုလည်းပြောပြပေးပါအောင်ရှင်။အဲ့ဒီမဲဆန္ဒနယ်မှာလိုအပ်ချက်တွေကဘာတွေရှိနေလို့လဲရှင်။အဲအဲ့လိုမဟုတ်ပါဘူးခင်ဗျ။လိုအပ်ချက်တွေကတော့ကျွန်တော်တို့မန္တလေးမြို့တစ်မြို့လုံးမှာ လူအပ်ချက်တွေအားလုံးမန္တလေးတိုင်းဒတိုင်းလုံးအတွင်းမှာလည်းလူအပ်ချက်တွေအားလုံးကျွန်တော်တို့ဖြည့်ဆည်းပြုပြင်ပြောင်းလဲပေးနေတာပါဟိုကျွန်တော်မဟာအောင်မြေမဲဆန်တဲ့နေမြေအမှတ်၁ကဝင်ရောက်ရွေးချယ်ခံတာကတော့ကျွန်တော်ကိုရိုင်းလိုက်ကမန္တလေးမြို့ဘော်ဒီဂွန်အရှိရမှာ နေထိုင်နေသူ ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နေထိုင်တဲ့နေမြေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီကနေပြီးတော့ပဲဝင်ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ် မဟာမီမဲဆန္ဒနယ်ရပေါ့နော်မိုးတုံကိုကိုယ်စားလှယ်အပြည့်ရုပ်သိမ်းဖို့ရတဲ့ကြိုးပမ်းခဲ့ဖို့ဓာတ်ကိုရှိတယ်ပေါ့နော်သူတို့ကဘယ်လိုမက်ဆေ့ချ်မျိုးပေးခြင်းလဲရှင်သူတို့ကတော့အထူးတော့ပေးเสียရတော့မရှိဘူးခင်ဗျဘာကြောင့်မို့လဲဆိုတော့ကျွန်တော်မန်းလေးမြို့တမြို့လုံးကျွန်တော်မဟာမီမြို့နယ်မဲဆန္ဒနယ်မြေတစ်ကရွေးချယ်ခံနေစုပေမဲ့ဒီမဲဆန္ဒနယ်မြေတစ်ဖွံ့ဖြိုးတိုးတက်မှု လုပ်ပေးသလိုကြံတဲ့မြို့နယ်အားလုံးကိုလည်းဖွံ့ဖြိုးတိုးတက်မှု တပြေးတည်းတပြိုင်တည်းကျွန်တော်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်မဟာအောင်မြေမြို့နယ်မဲဆန်နယ်မြေတစ်ကိုဦးစားပေးတယ်ဆိုတဲ့ဟာမရှိပါဘူးခင်ဗျာဒါကြောင့်မို့အထူးတော့ဘာမှကိုပဲပြောစရာမရှိပါဘူးကျွန်တော်တမျိုးလုံးအတွက်ဖွံ့ဖြိုးတိုးတက်ရေးအချိန်နဲ့တပြေးညီကျွန်တော်တို့ဆောင်ရွက်ခဲ့တာအခုတော်ရင်မြင့်တို့မြင်တဲ့အတိုင်းပါပဲမန်းလေးမြို့ကြီးကပြောင်းလဲမှုတွေထင်သာမြင်သာเนาะကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ဟုတ်မြို့တော်ဝန်တောင်းဝင်ယူတဲ့အချိန်မှာပေါ့เนาะမဟာအမိမြို့နယ် ဒီကစီးပွားရေးလုပ်ငန်းကဟိုကြောက်စင်းစီးပွားတစ်ခုရှိခဲ့တယ်အဲ၁၇ချိန်မြောက်တိုင်းမြို့တော်ကျင်းမာနေတုန်းကပေါ့နော်မြို့တော်ကဒီကြောက်စင်းမန္တလေးကကြောက်စင်းစီးပွားကိုဇီးကြီးကိုပြောင်းရွှေ့ဖို့ရန်အတွက်ဟိုကြောက်စင်းဥယျာဉ်တိဆောက်တယ်လို့ပြောခဲ့တယ်အဲ့ဒီအကြောင်းအကြောင်းမို့ကြောင့်မို့ကြောက်ကုန်တွေတွေကဆန္ဒထုတ်ပေါ်တာတွေလည်းရှိခဲ့တယ်အဲသူတို့ထုတ်ပေါ်တာဒီမြို့တော်နဲ့ပတ်သက်ပြီးတော့ဒီစကားကြောင်းမှုထုတ်ပေါ်တာရှိခဲ့တယ်အဲ့ဒီဆန္ဒထုတ်ပေါ်မှုပေါ်မြို့တော်တို့အနေနဲ့မှတ်ချက်လေးပြပြပါဦးရှင်အဲကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့ကဒါအစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။နော်ကျွန်တော်စီပင်ဝန်ကြီးရဲ့လုပ်ငန်းစဉ်မဟုတ်ပါဘူး။တတတုဝန်ကြီးဌာနဝန်ကြီးဦးတန်းစိုးမြင့်နဲ့တကွဆောင်ရွက်ကြတဲ့ကိစ္စတွေပါဒါကကျွန်တော်တို့အစိုးရအဖွဲ့ကက်ဘိနက်မှာဆုံးဖြတ်ပြီးတော့မှဆောင်ရွက်တဲ့ကိစ္စတွေပါကျွန်တော်အနေနဲ့ဘာမှဒီပေါ်မှာ ပြောစရာမရှိပါဘူးမြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကြောက်စင်းစည်းကွက်ကြီးထင်ထင်ရှားရှား ကျွန်တော်တို့ဒီ Southeast Asia မှာမရှိသေးတဲ့ကြောက်စိမ့်ဈေးကွက်ကြီးဖြစ်စေခြင်းနဲ့မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့စံတဒါရီကိုကျွန်တော်တို့ကအားလုံးကဆောင်ရွက်နေတာပဲဖြစ်ပါတယ်ဒီကျွန်တော်တို့မဟာအောင်မြေကြောက်စိမ့်ရောင်းဝယ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှကျွန်တော်တို့စီပင်အနေနဲ့ဝင်ရောက်ပြီးတော့ ပြောတာတွေဝင်ရောက်ပြီးတော့ဆောင်ရွက်တာတွေမရှိပါဘူးတတ္တသူဝန်ကြီးဦးတန်းစိုးမြင့်ဦးဆောင်ပြီးတော့ဆိုရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့လုပ်နေတဲ့လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်မြို့တော်ပေါ်အနေနဲ့အခုလက်ရှိဒီမဲဆန္ဒနယ်မှာအမေမဲဆန္ဒနယ်မှာပေါ့နော်ဝင်ပြိုင်ရုံတော့ခါကြတော့ကိုယ့်ရဲ့ပြိုင်မဲ့ပါတီတဲ့ကိုယ့်ရဲ့အားသာချက်ကဘာလို့ရှိလဲဆိုတာလေးပြောပြပေးပါဦးအဲကျွန်တော်အနေနဲ့တော့ကျွန်တော်နဲ့အတူဝင်ရောက်ပြီးတော့အတူတကွရှင်ပြိုင်ချမ်းမဲ့ ုံကိုယ်တွေဟာကျွန်တော်ပြိုင်ဘက်လို့ကျွန်တော်သဘောမထားပါဘူးဒါကသူတို့လဲသူတို့ရဲ့ပိုင်ခွင့်အနေနဲ့ဝင်ရောက်ရှင်ပြန်ကြတာပါကျွန်တော်ကသူတို့ရဲ့ဘာတွေသားတွေသူတို့ကကျွန်တော်ရဲ့ဘာတွေအားနေတယ်စသည်အဖြစ်လဲကျွန်တော်တို့ရဲ့အကျင့်သီလတမာရီနဲ့လိုက်နာဆောင်ရွက်ရမယ်ကိုကျင့်တရားတွေရာ ယခုအချိန်ထိအောင်ဘာတစ်ခုမှကိုပြောခဲ့တာမရှိပါဘူး။နောက်လဲပြောဦးမှာမဟုတ်ပါဘူး။ကျေးဇူးတင်ပါတယ်။အခုရွေးကောက်ပွဲမှာပေါ့နော်။ရရှိလာမယ့်ရလက်အတွက်ဘယ်လိုလေးမျှော်လင့်ထားပါလဲ။အဲတရားမျှတမှုရှိမယ်လို့ယုံကြည်ပါလားရှင်။တရားမျှတမှုရှိမယ်လို့ကိုအထူးကိုယုံကြည်ပါတယ်။လုံးဝလုံးဝလည်းယုံကြည်ပါတယ်။ကျွန်တော်တို့အစိုးရဘွဲဟာတည်တည်ချာချာကိုဆောင်ရွက် နေတာလည်းဖြစ်ပါတယ်ယခုချိန်ခါမှာ TV များကရော ပြင်ပမှာရောကော်မရှင်အဖွဲ့များဟာအသီးသီးတရားမျှတမှုကိုဦးစားပေးပြီးတော့ဆောင်ရွက်လျက်ရှိပါတယ်အထူးသဖြင့်တည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းနဲ့ရွေးကောက်ပွဲကြီးပြီးစီးသွားဖို့ရာအတွက်ကော်မရှင်အဖွဲ့အားဆိုရင်လဲပါတီများအလုံးကလိုက်နာဆောင်ရွက်ရမယ်ကိုကျင်တရားသိက္ခာတွေ အကုန်လုံးလည်းကျင်ညာထားပြီးဖြစ်ပါတယ်စီမင်းစည်းကမ်းများလည်းကျင်ညာထားပြီးဖြစ်ပါတယ်ကျွန်တော်တို့တွေဟာဒီကျင်ညာထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်လုံးဝကိုပဲကျွန်တော်တို့အနေနဲ့မတရားမှု မရှိအောင်ကိုပဲ အထူးသဖြင့်အလေးထား ဆောင်ရွက်လျက်ရှိပါတယ်ဟုတ်ကဲ့ဟိုပြီးခဲ့တဲ့ခေါတော့ကပေါ့နော်ပြီးခဲ့တော့အခုဂျင်တာပြီးသားမက်ဆင်းနေကွဲလဲမှုမှားယွင်းမှုအပေါ်မှာဘယ်လိုမချက်ပြုတ်ကျင်လဲအဲဒါလေးကတော့ရှိတတ်ပါတယ်ခင်ဗျရှိတတ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီစင်ရင်စရာကကျွန်တော်တို့ပြည်သူများကိုယ်တိုင်၌ကိုကဆောင်ရရမယ့်ကိစ္စလေးတွေမှာအားနေခဲ့တဲ့ကိစ္စလေးရှိပါတယ်ဥပမာအဖြစ်ဆိုရင်တနေရနေပြီးတနေပြောင်းလာတယ်ဆိုရင် သက်ဆိုင်ရာနေရာနေပြီးတော့ထွက်လာခဲ့ရမယ်မိမိနေတဲ့နေမှာ ပြန်ပြီးတော့လူဝင်မှုကြီးကြပ်ရေးဌာနမှာစည်းင်းသွင်းရမယ်ဆိုတဲ့လုံဆောင်မှုတွေတွေအားနည်းချက်ကလေးတွေလည်းရှိခဲ့တာရှိပါတယ်ဒါပေမဲ့မှန်မှန်ကန်ကန်ဖြည့်ရေးကိုကော်မရှင်ဖွဲ့ဟာဦးစားပေးပြီးတော့ဆောင်ရွက်နေတာလဲလက်တွေ့ အမြင်ပဲဖြစ်ပါတယ်။နောက်လည်းသိတင်တာဒီမြို့တော်ဝန်တောင်းဝန်ထမ်းဆောင်ခဲ့တဲ့အချိန်လေတော်တွေ့မှာပေါ့နော်မြို့တော်ဝန်တောင်းဝန်ကြီးပိုနေလို့ရထင်မြင်ပါလားရှင်။ကျွန်တော်တော့ကျွန်တော်ထမ်းဆောင်ရမယ့်တာဝန်ကိုကြည်ပြွန်ယုံတာမကပါဘူးပူတောင်ပူနေတယ်လို့ပဲကျွန်တော်အနေနဲ့တော့ယူဆပါတယ်။ဘာကြောင့်မို့လဲဆိုတော့ကျွန်တော်စတင်ပြီးတော့တာဝန်မထမ်းဆောင်ခင်ကအခြေအနေယခုကျွန်တော်ဆောင်ရွက် ပြီးခဲ့တဲ့အခြေအနေတွေအားလုံးကိုနှိုင်းရှင်ကြည့်လိုက်လို့ဆိုရင်ကျွန်တော်တို့မှာ data တွေရှိပါတယ်။နော်တစ်နှစ်တစ်နှစ်မှာကျွန်တော်တို့မန္လေးမြို့ရစီဗင်သားရေးကော်မတီကဘာတွေလုပ်ခဲ့တယ်ဆိုတော့ data တွေရှိပါတယ်။နော်ဒါတွေကလည်းကျွန်တော်တို့အစိုးရအဖွဲ့ကိုအမြဲတမ်းကျွန်တော်တို့တင်ပြလျှက်လည်းရှိပါတယ်။နော်အခုကိုပဲဒီနှစ်ကိုပဲဘလောက်ထီအောင်ဆောင်ရွက်ပြီးပြီဆိုတော့အတိုင်းတာတွေနော် ဘာကြောင့်မို့ကျွန်တော်လူအပ်တာတဲ့ပူပြီးတော့ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ကျွန်တော်ပြောခဲ့တယ်လဲဆိုရင်ကျွန်တော်တို့မန္တလေးမြို့တော်စီပင်သားရေးကော်မတီဟာမန္တလေးမြို့တော်သူမြို့တော်သားတွေရဲ့အခွန်ငွေကနေပြီးတော့ပြန်လည်ပြီးတော့စီမံခန့်ခွဲမှုနည်းနဲ့အသုံးပြုပြီးတော့ဖွံ့ဖြိုးတိုးတက်မှုကိုလှုပ်ဆောင်ရတာဖြစ်ပါတယ်အခုကျွန်တော်လှုပ်ဆောင်ခဲ့တဲ့ ိစ္စပြီးစီးမှုတွေကို ပြန်လည်ပြီးတော့သုံးသက်ကြည့်မယ်ဆိုရင်ပြည်သူလူထုရှိကရတဲ့အခွန်ငွေတဲ့အတောင်မှပို့ပြီးတော့လုပ်ငန်းရက်တွေကိုဆောင်ရွက်ခဲ့နိုင်တာကိုတွေ့ရှိရပါလိမ့်မယ်လာမယ့်ယူကော့ဝဲမှာနိုင်ရမယ်ဆိုရင်ပေါ့နော်နောက်တက်လာမယ့်အစိုးရတွေကအေးမြို့တော်ကိုထပ်ပြီးတော့တာဝန်ထမ်းဆောင်ဖို့တာဝန်ပေးရခက်မယ်ဆိုရင်ဆက်လက်တာဝန်ယူဖို့ရှိပါလားရှင့်အဲဒါကတော့ တာဝန်ပေးအပ်မယ်ဆိုရင်တော့ထမ်းဆောင်ရမှာပေါ့တာဝန်မပေးအပ်ဘူးဆိုလည်းမထမ်းဆောင်ရဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဘယ်လို့မှမျှော်လင့်ထားမှုလည်းမရှိပါဘူးကိုကမြို့တော်ဝန်အဖြစ်တာဝန်ဆက်လက်ထမ်းဆောင်ရမယ်ဆိုရင်မန္တလေးမြို့ကြီးတိုးတက်ဖို့ရန်အတွက်ထူးထူးခြားခြားဘယ်ကဏ္ဍကိုပို့ပြီးတော့ဆောင်ရွက်တော်မလဲရှိအဲကျွန်တော်တို့အခုကျွန်တော်တာဝန်မထမ်းဆောင်ဘူးဆိုလဲကျွန်တော်ကိုတာဝန်မပေးဘူးဆိုလဲ ကျွန်တော်တို့ခုချထားတဲ့ plan တွေကရှိပါတယ်ဒီ plan တွေကိုတော့တက်လာတော့မြို့တော်ဝန်အသစ်ကဆက်လက်ပြီးတော့ထမ်းဆောင်သွားလိမ့်မယ်လို့ပဲပြောလိုက်ပါတယ်ခေကဏတွေကိုပို့ပြီးတော့စားပေးပါကျွန်တော်တို့မန္တလေးမြို့ကြီးကိုအထူးသဖြင့်အခုကျွန်တော်လုပ်နေတဲ့လုပ်ငန်းရပ်တွေက first step ပထမဆုံး green city ဖြစ်ရေးကိုကျွန်တော်ဆောင်ရွက်နေပါတယ် green city ဖြစ်ရေးဆိုတာက ရွှေမြူရောသူရွှေမြူရောသားတွေအားလုံးစိတ်ချမ်းချမ်းသာသာနဲ့မိမိတို့ရဲ့စာဝတ်နေရေးတွေဆောင်ရွက်နိုင်အောင်ရုပ်ပိုင်းဆိုင်ရာအဆင့်တွေကိုကျွန်တော်တို့ international standard အမည်ဖြစ်ဖို့ဆောင်ရွက်ခဲ့ပါတယ်ဥပမာအားဖြင့်လူနေမှုမှာလူအပ်တဲ့စစ်သွဲသွားလာရေး လမ်းတွေကောင်းမွန်အောင်ရင်ကျက်သိမှုမရှိအောင်မန္တလေးမြို့မှာ heavy rain မိုးတိတန့်စွာရလာတဲ့အခါမှာရေဝှို့မှုမရှိအောင် ရေမြောင်းများဆက်သွယ်မှုတွေမန္တလေးမြို့တစ်မြို့လုံး network တွေအကုန်လုံးကျွန်တော်ဆောင်ရွက်ပြီးဖြစ်ပါတယ်